အကြောင်းအမျိုးမျိုးကြောင့်မိသားစုတက်ပုံမြိုင်းလိုက်ရတဲ့သူတွေအတွက် AI နဲ့ဖန်တီးပြီးတော့မိသားစုတက်ပုံဘလိုမျိုးဖန်တီးလို့ရမယ်ဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။စိတ်ဝင်စားရဲဆိုလို့ရှိရင်တော့ဘလိုမျိုးလုပ်ပြပေးသွားမလဲဆိုတာကိုအဆုံးထိကြည့်လို့ရပါတယ်ရှင်။ဒီပုံလေးကိုဖန်တီးဖို့ဆိုလို့ရှိရင်တော့ Play Store ကနေပြီးတော့မှ Gemini ဆိုတဲ့ software လေးကိုတောင်းထားပေးရမှာဖြစ်ပါတယ်ရှင်။အကယ်၍ဒီ software လေးတောင်းပြီးသွားပြီဆိုလို့ရှိရင်တော့ဘလိုမျိုးလုပ်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒီအစင်းလေးရောက်သွားပြီဆိုလို့ရှိရင်တော့အပေါင်းလက္ခဏာလေးရဲ့ကိုနှိပ်လိုက်မယ်။နှိပ်ပြီးပြင်ဆိုရင်တော့ဂယ်လာရီကနေပြီးတော့မှကိုယ့်ရဲ့မိသားစုလူဦးရေကိုအခုလိုပုံစံမျိုးလေးရိုက်ထည့်ပေးလိုက်ရမှာဖြစ်ပါတယ်ရှင်။ပြီးလို့ရှိရင်တော့ဒီစာသားလေးကို ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ဒီစာသားလေးကိုမမေရဲ့ comment အောက်မှာရေးထားပေးမယ်ပေါ့နော်။ဒီဒီစာသားလေးကို copy ကူးပြီးတော့မှရိုက်ထည့်ပေးလို့ရပါတယ်။ပြီးလို့ရှိရင်တော့ဒီဟာလေးကိုခဏလောက်စောင့်ပေးရမှာဖြစ်ပါတယ်။ သူကကျွန်တော်တို့ဒီ internet နဲ့လုံးလောက်တာဖြစ်တဲ့တကြောင်မလို့နည်းနည်းလေးတော့ကြာပါတယ်ဒါအနည်းဆုံး1မိနစ်2မိနစ်လောက်ကတော့ကြာမှာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်တော့အခုလိုမျိုးမိသားစုတက်ပုံလေးဖန်တီးပေးတော့မှာပဲဖြစ်ပါတယ်အဲလုံးလုံးလည်းလည်းကြီးတူတယ်လို့မဆိုလိုပေမဲ့ပေါ့နော်အဲစင်တူယူမလေးသူကထုတ်ပေးမှာဖြစ်တဲ့တကြောင်မလို့ဒီလိုမျိုးမိသားစုတက်ပုံလေးလည်းထုတ်လို့ရပါတယ်ရှင်